နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာဆေးရတင်းလာနေ မိမဆာခန်းကြီးလေးအငယ်တက်မကိုထို့သောငါတို့သည်မြို့ရိုးတီချောင်းကိုတံပါလက်သည်တည်င်းကြသောအခါအလွန်ဒေါသအမျက်ထွက်၍ယူဒလူတို့ကို ပြည့်ရည်ပြုလျက်အာမရှိသောထိုယူဒလူတို့သည်အဘယ်သို့ပြုကြမည်နည်းကိုကိုခိုင်ခန့်စီမည်လောရေပူစော်မည်လောတနေ့ချင်းတွင် လက်ဆတ်တတ်မည်လောကျွမ်းလောင်သောကြောက်တုတ်ကို အမိုက်ပုံများတဲကထုတ်၍ ပြုပြင်မီလောဟုမိမိအမျိုးသားချင်းရှမာရိတတရှိမှပြောဆို၏သူအနာမှရှိသောအမွန်အမျိုးသားတောပိကလည်းသူတို့တည်သောကြောက်ယူကိုတောခွေထိခိုက်လျင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏အိုးအကျွန်ုပ်တို့ဖျားသခင် နားထောင်တော်မူပါအကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏သူတို့ကဲ့ရဲ့သောစကားသည် သူတို့ခေါင်းပေါ်သို့ပြန်ရောက်ပါစေတော့ သိမ့်သွာခြင်းကိုခံရပြီး၌လူရက်ခြင်းကိုခံရကြပါစေသောသူတို့ပြုသောဒုစရိုက်ကိုဖုံးအုပ်တော်မူပါနှင့်ရှိတော်၌သူတို့အပြစ်မပြေပါစေနှင့်မြို့ရိုးကိုတည်သောသူတို့ဤစိတ်ကိုနာစေခြင်းကပြောတတ်ကြပါသည်တကားတို့ရတွင်ငါတို့သည်မြို့ရိုးကိုတည်ကြ၏တည်လို့သောသူတို့သည် စေတနာကြီးသောကြောင့် မြို့ပတ်လေမြို့ယိုအမြင့်တဝက်တိုင်အောင်ပြီးလေ၏ယေရုရှလင်မြို့ယိုမြင့်၍ပြိုပြက်ရာတို့ကို ပြင်စပြုကြသည်ဟုတံပါလက်နှင့်တောပြီးအစရှိသောအာရလူအမုံလူအာဇုလူတို့သည် ကြားသောအခါအလွန်ဒေါသစိတ်ရှိသဖြင့်ယေရုရှလင်မြို့ကိုစစ်ချီ၍တိုက်မိထိုမှုကိုဖြတ်မိဟုတညီတညွတ်သည်တိုင်ပင်ကြ၏တို့ရတွင်ငါတို့သည် ငါတို့ဤဖျားသခင်ကိုဆုတောင်း၍ရန်သူเจ้าနေညာမပြတ်ကင်းဆောင်ထားကြ၏ငါတို့ဒီမြို့ယိုကိုတည်ကြ၏တည်လို့တော်သူတို့သည်စေတနာကြီးသောကြောင့်မြို့ပတ်လေမြို့ယိုအမြင်တဝက်တိုင်အောင်ပြီးလေ၏နေဟမိမတ်စာအခန်းကြီး၄ခန်းငယ်၆တခင်ယေရှုအတွက်ပူပေါင်းဆောင်ရွက်ခြင်း ဘရာဇီးလ်နိုင်ငံသို့ရက်တိုသာသနာပြုအဖွဲ့နှင့်ခရီးသွားခဲ့စဉ်အတွင်းကျမတို့သည်အမေဇုန်တောကြီးအတွင်းဖျားချောင်းဆောက်လုပ်ရေး၌ကူညီခဲ့ကြသည်ဖျားချောင်း၏အုတ်မြစ်ကိုချပြီးသားဖြစ်ပြီးတောက်တိုင်များကွန်ကရစ်နရံများပတင်းပေါက်များတမနိခေါင်မိုးရက်မများခေါင်မိုးမျက်နှာချက်ကြွေပြားများစသည့်အစိတ်အပိုင်းအမျိုးမျိုးကိုနံမြီကျော်လဲကိုအီယာမကစားစရာအစုံလိုက်ပမာတက်ဆင်ခဲ့ကြသည် ထို့နောက်နေရည်များကိုစေးတုတ်ခဲ့ကြသည်မုတ်တုံရသည်ဖြစ်၍ဖះเจ้าအချိန်မီပြီးပါမလားဟုတွေးမိသောကြောင့်အချို့ကစိတ်ပူကြသည်သို့သောဖះရှိ၏ကျေးဇူးတော်ကြောင့်မိုးကြီးခြင်းမဖြစ်ပေါ်ခဲ့ပါအမျိုးမျိုးသောအခက်အခဲများရှိတော်လေဒေသခံအချို့တို့၏အကူအညီဖြင့်တတ်မှတ်ချိန်တွင်အလုပ်ပြင်းမြောက်ခဲ့သည်နေဟမိနှင့်ဣသရေလလူမျိုးတို့သည်ယေရုရှလင်မြို့ရိုးကိုပြန်လည်တိဆောက်ရန် ကျွန်ခဲရတိုင်းတစ်ပါးမှပြန်လာကြသောအခါသူတို့သည်များစွာသောအတားအဆီးများကိုတွေ့ကြုံခဲ့ကြသည်မြို့ရိုတိဆောက်နေသည်ကိုရန်သူများက တွေ့သောအခါဒေါသထွက်၍သူတို့အားကဲ့ရဲ့ဆော်ကားခဲ့ကြသည်သို့သောနေဟမိသည်ဆုတောင်း၍လူအများကအတူတကွဆက်လက်လှုပ်ဆောင်ခဲ့ကြသည်ငါတို့သည်မြို့ရိုးကို တီကြ၏တီလောက်သော သူတို့သည်စေတနာကြီးသောကြောင့်မြို့ပက်လေမြို့ရိုးအမြင့်တဝက်တိုင်အောင်ပြေးလေ၏ ယန္တုတို့သည်စစ်ချီ၍တိုက်ခတ်မည်ဟုချိန်ချောက်တော်သူတို့သည်ဆုတောင်းလျက်အလုတ်လုတ်နေစဉ်အဆောက်များချထားကြ၏သူတို့သည်မြို့ရိုးကို52ရက်အတွင်းတိဆောက်ခဲ့ကြသည်တခါတည်းရင်ကျမတို့သည် ထိတ်လန့်စိုးရိမ်စရာအလုတ်တောင်းဝန်ပေးအပ်ခြင်းခံရသည် ကျမတို့လမ်း၌အဟန့်အတားများကို တွေ့ရပြီးခရစ်တော်၌ညီအကိုမောင်နှမများလည်းမျော်လင့်ခြင်းပျောက်ဆုံးနိုင်သည်သို့သောဤကဲ့သို့အချိန်သည်ဖျားသခင်၏ မဆမှုဖြင့်အောင်မြင်သောအချိန်ဖြစ်နိုင်သည်မိုးတက်မုန်တိုင်းများကိုရက်တက်ပေးမည်ဟုယုံကြည်လျက်အောင်မြင်မှုအတွက်ကိုရောအားမျှော်ကြည့်လိုက်ပါစီလောင်းညညချင်းဖြင့်ရှင်းတန်ရန်အပေကြောင့်ခက်ခဲသည်နီအခြားသူများနှင့်အတူတင်မြီတို့ပူးပေါင်းလှုပ်ဆောင်နိုင်သည်နီ ချစ်စွာသောဘုရားသခင်အခြားသောခရစ်တော်၌ယုံကြည်သူများနှင့် စီးလုံးညီညွတ်မှုကို ရှာဖွေ တွေ့ရှိရန်ကျွန်ုပ်အားကျေးဇူးပြု၍ကူမတော်မူပါ သခင်ယေရှုနာမကိုအမိပြုရဲဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။